ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးထရန့်နဲ့ပူတင်ယခုသတင်းပတ်အတွင်းဆွေးနွေးပုံရှင်ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးဆက်ဆက်ညှိနှိုင်းမှုတွေနဲ့ပတ်သက်ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ရုရှားသမ္မတပူတင်တို့ဟာယခုသတင်းပတ်အတွင်းမှာဆွေးနွေးနိုင်တယ်လို့အမေရိကန်တာဝန်ရှိသူတွေကပြောပါတယ်ဒေါ်နယ်ထရန့်ရဲ့အထူးကိုယ်စားလှယ်စတီဗစ်အော်ဟာပြီးခဲ့တဲ့ကြာသပတေးနေ့မှာရုရှားသမ္မတပူတင်နဲ့မော်စကိုမှာတွေ့ဆုံဆွေးနွေးခဲ့ပြီးသမ္မတနှစ်ယောက်ရဲ့ဆွေးနွေးမှုကတော့ယခုသတင်းပတ်အတွင်းဖြစ်နိုင်ကြောင်း သူက CNN နဲ့သိဆုံးမေးမြန်းခဲမှာပြောပါတယ်။တမရော့ပူတင်ရဲ့ဆွေးနွေးမှုဟာ၃နာရီကနေ၄နာရီအထိကြာမြင့်ပြီးအပြည့်အစုံဆောင်တယ်လို့ CFO ကပြောပါတယ်။တမရော့နှစ်ယောက်ရဲ့ဆွေးနွေးမှုကလည်းကောင်းမွန်တဲ့ရလဒ်ထွက်ပေါ်လာမယ်လို့မျှော်လင့်ကြောင်းသူကပြောပါတယ်။ဒီတော့အတွင်းယူကရိန်းတပ်တွေဟာရုရှားကိုနေဆက်ဖြတ်ကျော်တိုက်ခိုက်ပြီးမကြာခင်မှာတိမ့်ပိုက်ခဲ့တဲ့ရုရှားအနောက်ပိုင်းကက်ဒေတာ ဆူဒန်မြောက်ကနေစောက်ခွာခဲ့ပြီးမြို့ကိုပြန်လည်တိုင်ပိုင်နိုင်ခဲ့ကြောင်းရုရှားကလည်းဆိုထားပါလိမ့်။ယူကရိန်းဟာကက်သေတာမှာတိုင်ပိုင်ထားတဲ့နေမျိုးတွေကိုရုရှားနဲ့ဆက်ဆက်ညှိနှိုင်းရမှာအပေးယူတဲ့ခုအဖြစ်ယူကရိန်းကအသုံးပြုလိုနေပြီးဆူဒန်ကနေစောက်ခွာမှုဟာယူကရိန်းအတွက်ဆောက်ရောက်မှုတစ်ခုလည်းဖြစ်ပါလိမ့်။ဒီတော့အတွင်းယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက်ယူကရိန်းဟာနေတော့အဖွဲ့ဝင်နိုင်ငံဖြစ်လာလို့မရတဲ့အမတ်ခံချက်ကိုရှာဖွေနေကြောင်းရုရှားကပြောပါတယ်။ မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်